မေရိကန်စစ်တပ်ရဲ့နှစ်250ပြည့်နှစ်ပလဲနေကိုဂုံပြူဖို့ဒီနေ့မှာတင်ကားတွေနဲ့တိုက်ခိုက်ရေးရင်ဒါဇင်ပေါင်းများစွာဟာဝါရှင်တန်မြို့တော်ရဲ့လမ်းမတွေပေါ်မှာလှည့်လည်စစ်ရေးပြခဲ့ကြပါတယ်သမရဒေါ်နယ်ထရန့်ရဲ့89နှစ်မြောက်မွေးနေ့နဲ့လည်းတိုက်ဆိုင်နေတဲ့ဒီနေ့အခမ်းအနားမှာစစ်သား9000နီးပါးပါဝင်ခဲ့ပါတယ်။ဒါဟာဝါရှင်တန်ဒီစီမှာဆယ်စုနှစ်သုံးခုကျော်အတွင်းမြင်တွေ့ခဲ့ရတဲ့အကြီးမားဆုံးစစ်ရေးပြချီတက်ပွဲလေးဖြစ်လာခဲ့တာပါ။ စီရေးပြပွဲပြုလုပ်ဖို့အချိန်အတော်ကြာတွန်းအားပေးခဲ့သူထရန်ဟာအရင်ကမြင်ဘူးတဲ့အရာတွေနဲ့မတူပဲမျိုးချစ်စိတ်ရှိမှုကို ပြတ်တမယ်လို့အစောပိုင်းမှာကတိပြုခဲ့ပါဗျ။ဒါဟာအန်အောစရာကောင်းတဲ့နေတနေဖြစ်မှာပါ။ကျွန်တော်တို့မှာတင်ကာတွေရှိတယ်၊ကျွန်တော်တို့မှာလရင်တွေရှိတယ်၊ကျွန်တော်တို့မှာအမျိုးမျိုးရှိပြီးတော့ဒါအရန်ကောင်းမယ်လို့ကျွန်တော်ထင်ပါတယ်။အပြောင်းအလဲအတွက်ကျွန်တော်တို့နိုင်ငံကိုဂုဏ်ပြုမယ်လို့သူကဒီသတင်းပတ်အစောပိုင်းမှာပြောကြားခဲ့ပါဗျ။ ပြည်တွင်းနဲ့ပြည်ပရန်ကိုကာကွယ်ဖို့နဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုထောက်ခံဖို့စစ်သားတွေကိုဒီနေ့အခမ်းအနားမှာထရန်ကတောင်းဆိုခဲ့ပါတယ်။ဂုံယူပါတယ်၊ဂုံပြူပါတယ်၊အမေရိကန်စစ်တပ်ကိုကြိုဆိုပြီးကောင်းမွန်တဲ့တသက်တာကိုပိုင်ဆိုင်နိုင်ပါစေ၊ကျေးဇူးတင်ပါတယ်လို့သမရထရန်ကဆိုပါတယ်။ဒီနေ့စစ်ရေးပြပွဲမှာပထမကဘာစစ်နဲ့ဒုတိယကဘာစစ်အပါအဝင်အမေရိကန်ဖြတ်တန်းခဲ့တဲ့စစ်ပွဲတွေရဲ့အဆောင်အယောင် လက်နက်ရန်လျားတွေနဲ့ဒီနေ့ခေတ်သစ်အမေရိကန်တပ်မတော်ရဲ့အသွင်ပြင်ကိုပေါင်းဆက်ပြီးခြေတက်တရုတ်ပြခဲ့ကြပါတယ်။ဝါရှင်တန် DC မှာစနေနေ့ညနေခင်းမှာစီရေးပြခြေတက်ပွဲစတင်ချိန်မှာတော့သမရဒေါ်နယ်ထရန့်ကိုထောက်ခံသူတွေကအခမ်းအနားကိုကြည့်ရှုဖို့တန်းစီနေပြီးတံပြန်ဆန္ဒပြသူတွေကတော့အစိုးရအပေါ်သူတို့ရဲ့ဒေါသကိုထုတ်ဖော်ပြသဖို့ National Mall ရဲ့အဝန်အဝိုင်းတလျှောက်စုယုံခဲ့ကြပါတယ်။ အမေရိကန်တော်မ်းမှာစန့်ကျင်ဆန္ဒပြမှုတွေကြဲကြဲပြန့်ပြန့်ဖြစ်ပေါ်နေတဲ့ကြားမှာပဲသမရထရန်ကဒီနေ့အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ဒီစည်ရေးပြမှုဟာထရန်ရဲ့အာနာရှင်ဆန်တဲ့သဘောထားများအဖြစ်သူတို့ရှုမြင်တဲ့အရာကိုဆန္ဒပြသူတွေကကိုစားပြုနေပါတယ်။ထရန်အရေးစန့်ကျင်ဆန္ဒပြသူတွေကအမေရိကန်ဖက်စစ်အလိုမရှိဘရင်တွေ အလိုမရှိ စတဲ့ဆိုင်းဘုတ်တွေကိုကင်ဆောင်ထားပြီးဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။